င်ဆက်ပေးမယ့်သတင်းကတော့ Bruno Fernandes ကို ပေါင်သန်း100ဒီပေးခေါ်ဖို့အတွက်အဟိလဲစီစဉ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ Sorry ကလပ်အဟိလဲကမန်ယူအသင်းကောင်းဆောင် Bruno Fernandes ကိုပေါင်သန်း100ဒီပေးပြီးတော့ခေါ်ယူဖို့အတွက်စီစဉ်နေရလို့သိရပါတယ်။မန်ယူအသင်းချန်ပီယံလိဝင်ဝင်မရတာကြောင့်နှစ်နာကြရတာကပေါင်သန်း100ကျော်ရှိခဲ့တဲ့အပြင်အဲ့လိုနှစ်နာကြရတာကြောင့်နေရတဲ့ကစားသမားအပြောင်းရွှေ့စည်းကွက်အတွင်းမှာအသင်းကိုအားပြဖို့အတွက်ခက်ခဲသွားခဲ့တာကိုမန်ယူအသင်းဘက်ကကုစားဖို့အတွက်လုံလောက်တဲ့ပမာဏမျိုးကိုအဲ့ဒီလေဘက်ကကန့်လန့်မှုစီစဉ်နေရဖြစ်ပါတယ် ရူနိုဖာနန်ဒက်စ်အတွက်လည်းအခုံပေးစာမုံမလို့ပဲနဲ့တပတ်လောက်ခလာစာပေါခွန်နဲ့တဲ့ဒီမဲ့လုံးပေးပြီးခေါ်ယူဖို့အတွက်အရင်လည်းဘက်ကစီစဉ်နေပါတယ်အသက်30ရွယ်ရှိဖြစ်တဲ့ Bruno Fernandes ကို Sorry လေးမှလာရောက်ကစားနေတဲ့ကစားသမားတွေထဲမှာလစာအများဆုံးရရှိတဲ့ကစားသမားဖြစ်စေမဲ့ကလန်မှုမျိုးကိုအဲဒီလေဘက်ကလွတ်ဆောင်မှုတွေပြင်ဆင်နေတာပါ။ခန်းစားကွက်မြန်မာလုံးနဲ့ကလန်မှုဖြစ်ပေမဲ့ Bruno Fernandes အနေနဲ့နီးပြအင်မိုရီနဲ့လက်တွဲပြီးတော့မန်ရအသစ်ပြန်တိကျတဲ့နေရာမှာပါဝင်မှုအတွက်ကလန်မှုတွေကိုလက်ခံပွဲမရှိဘူးလို့သိရပါဗျ။ ဒီတဲ့တွေကိုတော့ငင်းချင်အောင်ပါပြပို့လာပါ